အားလုံးပဲမင်္ဂလာပါရှင်။ခစ်တိမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုတ်နဲ့မိုးမိတ်မြို့ကို TNL ကစစ်အုပ်စုတွေတပြိုင်တည်းခေါ်သွင်းပြီဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမိုးကုတ်မြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်တို့ကိုတောင်မြူသားလွတ်မြောက်ရေးတပ်မတော် TNL ကတပြိုင်တည်းခေါ်သွင်းလာမယ်လို့သတင်းဌာနရဲ့စီရီသတင်းရင်းမြစ်တွေကပြောပါရယ်။လာမယ့်နိုဝင်ဘာလ30ရက်နေ့ဒီဇင်ဘာလ1ရက်နေ့တို့မှာမိုးမိတ်နဲ့မိုးကုတ်မြို့ကိုစစ်အုပ်စုတပ်တွေခေါ်သွင်းလာမယ်လို့နိုဝင်ဘာလ16ရက်နေ့ကတော်လိုင်းရင်အာစုတွေနဲ့တွေ့ဆုံရမှာပြောကြားခဲ့တာဖြစ်ပါရယ်။ မိုးကုံမျိုးကိုစစ်အုပ်စုတပ်တွေခေါ်သွင်းလာရမှဒေါ်လာရင်အင်အားစုတွေအနေနဲ့နှောက်ရှက်ဟန်တာခွင့်မရှိကြောင်းကိုပြောဆိုခဲ့တယ်လို့ဒီအခြေအနေကိုသိတဲ့စစ်ရေးတရင်ချင်းမြတ်တအုပ်ကပြောပါတယ်။သူတို့ဒီစစ်အုပ်စုကိုမဖြစ်မနေခေါ်သွင်းလာရမယ့်အနေအထားကိုပြောပြတာပဲရှိတယ်။သူတို့ရဲ့လုပ်ငန်းစဉ်တွေမှာနှောက်ရှက်ဟန်တာတာတွေမလုပ်ဖို့ဒါတွေကိုခေါ်ပြောထားတဲ့ကိစ္စတွေပဲရှိပါတယ်။ကြပြင်းအခုရပိုင်းမှာလည်းပြင်းဝင်တဲ့မိုးကုတ်လမ်းမပေါ်ကရှမ်းလမ်းစုံမှာစေအုပ်စုနဲ့ TNL တက်ဟာဆက်ဆံရေးတွေအပြန်အလှန်ဖွင့်လှစ်လိုက်တယ်လို့သူကဆိုပါတယ် ဒီဆက်ဆံရေးရုံးတွေကနေတဆင်မိုးမိတ်နဲ့မိုးကုန်းမြို့ကိုခေါ်သွင်းလာမှာဖြစ်ပြီးမိုးကုန်းမြို့ပေါ်မှာနိုဝင်ဘာလ၂ရက်ကဖွင့်လှစ်ထားတဲ့ဆက်ဆံရေးရုံးအထိပို့ဆောင်ပေးမယ်လို့ပြောပါတယ်။ဆေးအုပ်စုအပြည့်ရပြီးနောက်မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့ကနေတက်တွေစုခွာပေးမယ်လို့ TNL ကထုတ်ပြန်ပြောဆိုထားပေမဲ့လည်းတော်လိုင်းအင်အားစုတွေကတော့မိုးကုတ်ကိုစက်ကားခွေမဲ့အကြောင်းပြောဆိုထားကြပါတယ်။မိုးကုတ်ကိုဆေးအုပ်စုတက်တွေခေါ်သွင်းလာမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော်လိုင်းအင်အားစုတွေကို TNL ကနှိမ့်နှိုင်းတိုင်ပင်တာမျိုးဒီနေ့အထိမရှိသေးဘူးလို့ဆိုပါတယ်။ ဒါကြောင့် TNL ကစစ်အုပ်စုကိုမိုးကုတ်ကိုခေါ်သွင်းလာရမှာဒေါ်လာရင်းအင်အားစုတွေနဲ့တိုက်ပွဲတွေဖြစ်လာနိုင်မလားဆိုတဲ့အခြေအနေကိုတော့အမိမဖော်လို့တဲ့မိုးကုတ်တပိတ်အင်အားစုအဖွဲ့ဝင်တအူးကတော့ကျွန်တော်တို့ကလောက်ရကန်ရခက်ခဲနေပါတယ်။တစ်ဖက်ကလည်းမဟာမိတ်ဖြစ်နေတယ်။တစ်ဖက်မှလည်းစစ်အုပ်စုမိစာဖြစ်နေတယ်။ဆိုတော့တိုက်ပွဲတွေဖြစ်လာနိုင်မလားဆိုတဲ့အခြေအနေကိုတော့ပြောရခက်နေတယ်။ ကျွန်တော်ထင်ပါတယ်အဲ့ဒီနေ့ရဲ့အခြေအနေပေါ်မှာအလုံးမူတည်နေပါတယ်လို့ဆိုပါတယ်လက်ရှိမှာတော့မိုးကုတ်မြို့ရဲ့ရှုပ်ထွေးနေတဲ့စည်ရေးအခြေအနေတွေကြောင့်မြို့ကန်အများစုဟာစွန့်ခွာနေကြပြီးတက်ကြီးရွယ်အိုတွေနဲ့ခွက်ပြေးတိမ်ရှောင်ဖို့ငွေကြေးမတက်နိုင်သူစုစုပေါင်း25ရာခိုင်နှုန်းလောက်သာကျန်ရှိနေတော့တယ်လို့ပြောပါတယ်စစ်အုပ်စုတပ်ဟာအခုနှစ်အတွင်းမှာပဲ TNLA နဲ့ MNDAA တို့တင်ပိုက်ထားတဲ့လာရှိုးနှောင်းချုံ ကြောင်မဲနဲ့တီပေါ်မျိုးတို့ကိုတိမ့်ပိုက်ပြီးနောက်ပိုင်း TNL နဲ့ PDF တွေကိုအားပေးထောက်ခံခဲ့ကြတဲ့ဒေသခံတွေကိုဇက်တိုက်ဖမ်းဆီးခဲ့တယ်လို့နေအိမ်နဲ့ဘာသာရေးအဆောက်အဦတွေကိုချိတ်ပိတ်သိမ်းဆီးခဲ့တာကြောင့်မိုးကုံမျိုးခံတွေကြားမှာစိုးရိမ်မှုတွေရှိနေပါတယ်။တက်ဆက်ထဲမှာပဲအရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဆိုင်ယာလာရှိုးမျိုးကိုအပြည့်ရဲ့သဘောတူညီချက်နဲ့ဝင်ရောက်ပြီးနောက်အခုလအတွင်းမှာပဲ ညနေမှာတက်ဆွဲနေထိုင်တဲ့ MNDAA တက်ဆက်ခန်းတွေကိုပြန်ဆုပ်ခိုင်းရမှာစည်ရေးမပြေလည်မှုတွေရှိခဲ့ပြီးလာရှိုးတီဘောကိုဆက်သွဲထားတဲ့တီဘောဒတာကိုနှစ်ဖက်စလုံးကယာယီပိတ်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်။ဆလပီရွှေကုတ်ကိုမျိုးကငွေလေးလုပ်ငန်းများကိုအပီးတိုင်ဖဲ့ရှားမိဟု VGF ပြောပြီးနောက်ကြားဖြတ်လုပ်သားများအားစတင်ရွှေပြောင်းနေတဲ့ဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ရင်ပြည်နယ်မြဝတီမြို့အနီးရှိရွှေကိုကိုမြို့မှကြားဖြတ်ငွေလုံငန်းများအားအပိတိုင်ဖဲရှားသွားမည်ဟုကရင်နေကြားဆောင်တက် PGF ကရမန်နေနိုဝင်ဘာလ18ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ PGF ပြောခွင့်ရသူဒုတိယပုံမှုကြီးနိုင်မော်စောကရမန်နေတွင်သတင်းမီဒီယာများမှမေးမြန်းမှုကိုဖြေကြားထားခြင်းဖြစ်ပြီးယနေ့တွင်ကြားဖြတ်လုပ်ကိုင်သူများအားစတင်ရွှေ့ပြောင်းနေပြီဟုနေဆက်မှလာသောသတင်းများကိုကိုးကား၍ထိုင်းမီဒီယာများမှဖော်ပြကြပါသည်။ ရွှေကုတ်ကုံမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအဖိတ်ခေါ်ခဲ့တော်လဲဒီပညာကိုအတုံချကနိုင်ငံတကာငွေလိမ့်လည်မှုများလောက်ကင်နေသည့်ကိုတွေ့ရသည့်အတွက်ယခုရက်ပိုင်းအတွင်းကြားဖြတ်လုပ်ငန်းများအားအပီးတိုင်ဖယ်ရှားသွားမည်ဟု BGF ပြောခွင့်ရဒုတိယပုံမူကြီးနိုင်မောင်စောကပြောဆိုထားခြင်းဖြစ်ပါတယ်။မြောက်ရီမြို့အနီးကရွှေကုတ်ကုံမြို့ကိုကရင်နယ်ခြားစောင့်တန်း BGF ကဦးဆောင်ပြီးတိစောက်ထားခြင်းဖြစ်ကကြားဖြတ်လုပ်ငန်းတွင် BGF ကောင်းဆောင်များပါဝင်ပတ်သက်ကြောင်းလဲအမေရိကန်စုံစမ်းရေးအဖွဲ့များကခေါ်ထုတ်ထားကြပါတယ်။ ရွှေကုတ်ကိုမျိုးမှဂျာဖြတ်လောက်ကင်သူများမှအထုပ်ပိုးများဖြင့်ထိုင်းဖက်ချမ်းသူဖြတ်ကျော်ရန်ဆောင်းဆိုင်နေကြကြောင်းလေးထိုင်းမီဒီယာများမှဖော်ပြကြပါသည်။ဂျာဖြတ်ကောင်းဆောင်အချို့အထူးသဖြင့်တရုတ်နိုင်ငံသားများအား BGF မှလုံခြုံရေးယူထားပြီးအမတ်နှစ်စစ်ဒေသဌာနချုပ်တို့ပြောင်းရွှေ့ထားကြောင်းလေးသတင်းညကဆိုပါသည်။မြန်မာပြည်မျိုးနှင့် 4K ကော်မြူတီကြားရှိအွန်လိုင်းငွေလေလုပ်ငန်းများလောက်ကန်၍နာမည်ဆိုဖြင့်ကြော်ကြသည့် KK ပတ်ချံဝင်အောင်စစ်ကောင်စီကထိန်းချုပ်ထားပြီးကြားဖြတ်အဆောက်အဦများမှဖြိုဖျက်နေသည်ဟုသိရပါသည် ။တက်ဆက်ထဲမှာပဲကြားဖြတ်လုပ်ငန်းတွင်းတွင်းကျယ်ကျယ်လုပ်ကိုင်နေသည့်ရွှေကုတ်ကိုမျိုးမှငွေလင်းလုပ်ငန်းများကိုခရီးနေကြသောတန် BGF မှဖေရှားမည်ဟုသတင်းထုတ်ပြန်ပြောကြားလာခြင်းဖြစ်ပါသည်။ ဆက်လက်ပြီးပေါင်းနဲ့မြိုင်နယ်မှာစေအုပ်စုကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပိုလုပ်လာတာကြောင့်ဒေသခံတောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်တို့မှာစေအုပ်စုစစ်ကြောင်းတွေအင်အားအလုံးရင်းနဲ့စက်တိုက်ထိုးနေပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပိုတိုးလုပ်လာတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါတယ်။ နိုဝင်ဘာလ18ရက်နေ့ကပေါင်းမြို့နယ်ကာကွယ်ရေးပစ္စည်းစက်ရုံ24ကပါစ24ကနေထွက်လာတဲ့စေအုပ်စုစစ်ကြောင်းကပေါင်းမြို့နယ်ကပြည်သူတအုပ်ကိုတပ်ဖြတ်ခဲ့ပြီးဒေါ်လာရေးတက်တွေနဲ့ထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့ဒေသခံတအုပ်ကပြောပါရယ်စစ်ကြောင်းကတက်သွားတာတယောက်ရှိတယ်အသေးစိတ်တော့မတိရသေးဘူးအကုန်ပြင်းနေကြရတာဆိုတော့အဆက်အသွယ်တွေပြတ်နေကြတာ ိုက်ပွဲတွေလည်းဖြစ်တာရှိတယ်။စစ်အုပ်စုစစ်ကြောင်းကပေါင်းမြို့နယ်ကပ္ပစ24ကနေစစ်ကြောင်း2ကြောင်းနဲ့ခွဲထွက်လာတာဖြစ်ပြီးဒေါ်လန်ရေးတက်တွေနဲ့ထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစစ်အုပ်စုဘက်ကအထီးကပ်ညားနေတာကြောင့်ဒေသခံတွေကိုပြစ်မှတ်ထားဖမ်းဆီးတာပြီးပို့လောက်လာတာဖြစ်နိုင်တယ်လို့သူကဆိုပါတယ်။မြိုင်မြို့နယ်စက်မှုနစ်ကစစ်အုပ်စုစစ်ကြောင်းကလည်းပေါင်းမြို့နယ်အရှေ့မြောက်ပိုင်းကကြောက်တိုင်ခင်ကြီးပါအနီကုန်းရောက်ရှိနေတာဖြစ်ပြီးပေါင်းမြို့နယ်ကထွက်လာတဲ့စစ်အုပ်စုစစ်ကြောင်း2ကြောင်းနဲ့ပူးပေါင်းနိုင်တယ်လို့ဒေါ်လန်ရေးအင်အားစုတွေကသုံးသပ်ပါတယ်။ ။နိုင်မျိုးနယ်ကစေအုပ်စုစစ်ကြောင်းကလည်းရွာတန်းရှိကြေးရွာကပြည်သူနှုတ်ကိုဖမ်းဆီးတပ်ဖြတ်သွားတာကြောင့်ဒေသခံပြည်သူတွေရွာလုံးကျွတ်နေရဆုံးခွာထွက်ပြေးနေရတယ်လို့မြို့တောင်ပိုင်းကစစ်ကြောင်းတွေကြောင့်တွင်းမကြေးရွာ၊တာစီကြေးရွာနဲ့နန်းစီကန်ကြေးရွာတို့ကစစ်ရှောင်ပြည်သူ3000ခန်းဟာရက်ရှည်စစ်ရှောင်နေရတဲ့တောတိုက်တွေကနေတဆင်ထပ်မံစစ်ပေးရှောင်ထွက်ပြေးနေရတယ်လို့ဆိုပါတယ်။ ဆေးဥစုစစ်ကြောင်ကြောင့်ပေါင်းမျိုးနယ်နဲ့မြန်မျိုးနယ်ကဒေသခံပြည်သူတောင်းနဲ့ချီထွက်ပြေးတိတ်ရှောင်နေကြရတာဖြစ်ပြီးဆေးဥစုလေးကြောင်အနေရတွေကြောင့်လည်းသတိထားနေထိုင်ကြဖို့တော်လည်းရတက်တွေကအတိပေးထားပါတယ်။ခစ်တဲ့မန္တလေးတရင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့တရင်များတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။